င်္ဂလာပါရှင်မွန်လယ်မြမဖော့ကက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်2023ခုနှစ်ဇွန်လ16ရက်နေ့ဒီနေ့ကျွန်မတို့တင်ဆက်မယ့်အစီအစဉ်ကတော့ပြည်သက်တွေစိတ်ဝင်စားဖွယ်မှုပြည်내တည်ပြည်သွင်းတည်နဲ့အာဆီယံတည်တည်ပေပို့ချက်ပြည်သူတွေသိထားတဲ့နိစိတ်ကုန်စည်နှုန်းတည်အချို့တွေကိုအစီအစဉ်ပထမပိုင်းမှာရွေးချယ်တင်ပြပေးသွားမှာဖြစ်ပါတယ်ဒါပြင်အနာဂတ်တိုင်းပြည်ကိုဘလို့ဖက်ဒရယ်ပြည်ထောင်စုမျိုးတည်ဆောက်မှလဲဆိုတဲ့သတင်းပေးပို့ချက်ကိုတင်ဆက်ပေးပါမယ်။ ဟုတ်ကဲ့ပါဒီကနေ့အစီအစဉ်မှုကတော့ကျမနွန်တဲ့ကတာဝန်ယူတင်ဆက်သွားမှာဖြစ်ပြီးကျမနဲ့သူကိုအာကာကတရင်တွေကိုကူညီဖက်ကြားပေးသွားမှာဖြစ်ပါတယ်။နားဆင်ကြတဲ့ပရိသတ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါရစေ။ကျွန်တော်အာကာတရင်တွေကိုကူညီတင်ဆက်ပေးသွားမှာပါ။ဆောင်တဲ့ရင်တဲ့ပုံအနေနဲ့ရင်းမြို့နယ်တောင်ပိုင်းခေါ်စာမြို့နယ်ွယ် ကျောင်းအိုင်ကျေးရွာနဲ့ကျိုက်ထုံမြို့နယ်တင်စီရမြို့အမှတ်တရက်ွက်တို့ကိုစစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်အမျိုးသမီးတို့အသေဆုံးသွားခဲ့ပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့ညနေ3နာရီကျော်အချိန်ကခေါ်ဆအခြေဆိုင်စစ်ကောင်စီခလာရ37တပ်ရင်းကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာကျောင်းအိုင်ကျေးရွာနဲ့ကျိုက်ရောက်ပောက်ကွဲပြီးအသက်42ခန့်ရှိမိထွေးကြီးဆိုတဲ့အမျိုးသမီးတို့အသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ဒါပြင် ောက်ကြနေကပဲည၈နာရီဝန်းကျင်အချိန်ခန့်ကတင်စရမျိုးအမှတ်သေးရွက်ွက်ရွာလေးကွက်တဲ့အပိုင်းအတွင်းကိုလက်နက်ကြီးကြီးသုံးလုံးကြာရောက်ပောက်ကွဲခဲ့ပါတယ်လနကြီးကြီးကြရပောက်ကွယ်မှုကြောင့်ရွာလေးကွက်တပိုင်ရတဲ့အသက်38နှစ်အရွယ်ဒေါ်အင်းအင်းတွေတည်ဆုံသွားခဲ့ပြီးမတ်သိန်အောင်နဲ့ဦးစင်ဘိုလန်ဦးရှိန်ကျော်ထောချုံမတန်းတို့ကြီးထိမှန်တရားရရှိခဲ့ပါတယ်ရှင်။နောက်ထပ်တရင်ဘုံအနေနဲ့ ရင်းမြုံနယ်မှာရှိတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနေကျော်ခရီးသွားလာပါကရင်းမြုံနယ်အခြေဆိုင်အမှတ်၁၉စစ်စရေးကုတ်ကဲမှုဌာနချုပ်ကိုတရင်ပို့တင်ပြရမှာဖြစ်ပြီးခွင့်ပြုချက်ရရှိမှတွာလာရမယ်လို့ညွှန်ကြားထားပါတယ်ညွှန်ကြားစာမှာခရိုင်မြုံနယ်အစစ်ဌာနဆိုင်ရာအခြေအကျတွေဝန်ထမ်းတွေအနေနဲ့ရင်းမြုံအနေနဲ့နေမြေကျော်ခရီးသွားလာမယ်ဆိုရင် လုံခြုံရေးအခြေအနေအရတတ်နယ်မှုရောအမှတ်၁၉စစ်စရေးကုတ်ကဲမှုဌာနချုပ်ရဲ့ခွင့်ပြုချက်ရရှိမှသာ ရေးသွားလာဖို့ခရိုင်အဆင့်ဌာနဆိုင်ရာအလုံးမြို့နယ်အဆင့်ဌာနဆိုင်ရာအလုံးကိုဂျွန်လ73ရက်နေ့ရက်စွဲနဲ့ညွှန်ကြားစာပေးပို့ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဂျွန်လ9ရက်နေ့ကအမှတ်16စစ်ဆေးကုကဲမှုဌာနချုပ်မှာခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲတွေဝန်ထမ်းများတက်ရောက်ခဲ့တဲ့လုံခြုံရေးဆိုင်ရာအစည်းအဝေးတရက်ကျင်းပခဲ့ပြီးနောက်စစ်ကောင်စီကအခုလိုညွှန်ကြားလာတာဖြစ်ပါတယ်။ ရင်းမြှုပ်နိုင်ရသွင်းစိတ်ရည်အရှိန်မြင့်တက်လာမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့မလိုအပ်ပဲခရီးမသွားလာကြဖို့လဲရင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ကမေတ္တာရက်ခံထုတ်ပြန်လာတာရှိပါသေးတယ်စစ်အုပ်ချုပ်ရေးကျင်ရတာတဲ့ရေမြုံနယ်အတွင်းစစ်ကောင်စီတပ်နဲ့ဒေသတွင်လှုပ်ရှားနေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြားပြစ်ကတ်တိုက်ခိုက်မှုမကြာခဏဖြစ်ပေါ်နေတဲ့အပြင်စစ်ကောင်စီတပ်စခန်းဌာနဆိုင်ရာရုံးတွေလည်းမကြာခဏတိုက်ခိုက်ခံနေရပါတယ်ခင်ဗျာ ထပ်သတင်းတပုံအနေနဲ့အစမတန်မြင့်တက်နေတဲ့ရွှေဈေးကိုထိန်းချုပ်ဖို့စစ်ကောင်စီကရွှေလုံငန်းရှင်တွေကိုခေါ်တတိပေးခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းရွှေလုံငန်းရှင်တွေစစ်ကောင်စီကခေါ်သွေးပြီးတဲ့နောက်ရွှေဈေးနှုန်းကိုထိန်းညှိဖို့စူးစမ်းခဲ့ပါတယ်။ခေါ်ယူသိဆုံတဲ့အထက်မှာရန်ကုန်နဲ့မန္တလေးကရွှေလုံငန်းရှင်တွေပါဝင်တယ်လို့သိရပါတယ်။ဒါပြင် ရွှေနဲ့ငွေကြေးစည်းကွက်စောက်ကြီးထိန်းသိမ်းစမတ်ရေးလုပ်ငန်းကော်မတီရဲ့ဦးဆောင်မှုနဲ့ပဟောပန်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့အခြားအဖွဲ့တွေပါဝင်တဲ့ပူပေါင်းအဖွဲ့ဟာမြပြင်းအခြေအနေကိုလည်းလိုက်လံစစ်ဆေးခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာအခောက်ရွှေတကြက်သား33သိန်းအထိရှိနေတာဖြစ်ပြီးရက်ပိုင်းအတွင်းရွှေတကြက်သားကျ9000အထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်ရှင်။နောက်ထပ်တရင်ဘောအနေနဲ့ ဆက်သက်အာဏာသိမ်းတဲ့နှစ်နှစ်ကျော်ကာလအတွင်းမြို့သမီးတွေလိုင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု59မှုရှိတယ်လို့မြမမြို့သမီးတမက BWU ကတနေ့ရအစီရင်ခံစာလက်ဆောင်ထုတ်ပြန်လိုက်ပါတယ်။အစီရင်ခံစာမှာဆက်သက်အာဏာသိမ်းလိုက်တဲ့နှစ်နှစ်ကျော်ကာလအတွင်းအိမ်သွင်းအကြမ်းဖက်မှုနဲ့ကာမလိန်လည်မှု23မှုနဲ့လိုင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု36မှုစုစုပေါင်း59မှုရှိတယ်လို့ကြေတာထားပါတယ်မြမအမျိုးသမီးတမက BWU ဟာ ၊ကယား၊စကိုင်း၊မကွေး၊ပဲခူးနဲ့အေယော်ဒီတိုင်းအစရှိတဲ့အတိုင်းနဲ့ပြည်နယ်၅ခုကိုအခြေခံပြီးသတင်းမီဒီယာတွေကဖော်ပြတဲ့သတင်းအချက်အလက်အပြင်ဒေတာခန့်တွေနဲ့တွေ့ဆုံပြီးမှတ်တမ်းကောက်ယူထားတာပါစစ်တပ်အပြင်အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့အယက်တာအချင်းချင်းကျူးလွန်တာတွေကိုစုစည်းဖော်ပြထားတာဖြစ်ပါတယ်။ လိုင်းအကြံဖတ်မှုကိုစစ်တပ်ကစစ်ကြောရေးမှာစစ်ဆေးတဲ့အခါနီလန်တခုအနေနဲ့အသုံးပြုတယ်လို့စစ်ဖြစ်ပွားရာပြိပခဒေတာတွေမှာလက်နက်တပ်ဖွဲ့အကြီးကကျူးလွန်နေတဲ့အကြောင်းလဲဖော်ပြပါရှိပါတယ်ခင်ဗျာနောက်ဆုံးသတင်းသဘောအနေနဲ့ မြန်မာနိုင်ငံအရေးအတွက်ဇွန်လ16ရက်နေ့နဲ့19ရက်နေ့တွင်မှာထိုင်းနိုင်ငံကိုလာရောက်ပြီးမြန်မာစစ်ကောင်စီနိုင်ငံရေးဝန်ကြီးနဲ့သူအလို့တဘောဆွေးနွေးဖို့ထိုင်းဆိုရရဲ့ဖိတ်ကြားမှုကိုအဓိကကြားတဲ့အရှေ့တောင်အာရှနိုင်ငံတွေကညှင်းဆို့လိုက်တယ်လို့ရိုက်တာသတင်းမှရေးသားထားပါတယ်။ကမ္ဘောဒီးယားတနိုင်ငံတဲကသာအစည်းအဝေးတက်မလို့ထုတ်ပြန်ခဲ့ပြီးလက်ရှိအစည်းအဝေးဥက္ကဋ္ဌအင်ဒိုနီးရှားနဲ့စင်ကာပူနိုင်ငံတို့ဟာထိုင်းနိုင်ငံရဲ့ဖိတ်ကြားချက်ကိုညှင်းဆို့လိုက်ပါတယ်။ ထိုက်တီအစီအဝေးအစစ်မှရောနိုင်ငံရေးဝန်ကြီးအစစ်အစီအဝေးတို့ပါလာစီကောင်စီနဲ့စကားပြောပြီးပြန်လည်ထိတွေ့ဖို့အချိန်မတန်သေးပါဘူးလို့စင်ကာပူနိုင်ငံသားရေးဝန်ကြီးကပြောကြောင်းသတင်းမှဖော်ပြထားပါတယ် PNN နဲ့မလေးရှားနိုင်ငံတို့ကလည်းထိုင်းဝန်ကြီးချုပ်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကိုမတက်ဘူးလို့အကြောင်းပြန်ပါတယ်ဖိလစ်ပိုင်နိုင်ငံကတော့ဆွေးနွေးပွဲစတင်မဲ့မနစ်မနက်အထိအကြောင်းမပြန်ဘူးလို့ဆိုပါတယ် အာဏာသိမ်းစစ်တပ်အနေနဲ့အာဆီယံရဲ့သဘောတူညီချက်ကိုလိုက်နာဖို့ပြက်ကွက်တာကြောင့်မြန်မာဘူးချုပ်တွေကိုအရှိတောင်အာရှနိုင်ငံများတင်အာဆီယံရဲ့အကြီးတန်းအစီအစီအဝေးတွေတရောက်ခွဲပိတ်ပင်ထားတာနှစ်နှစ်နေပါရှိပြီးဖြစ်ပါ ဆလာပြီပြည်သူတွေသိထားတဲ့နဲ့နိုင်စင်ကုံစင်တော်တရင်ချိုတွေကိုမလမြိုင်ကုံစီတားရအချက်အလက်တွေကိုအခြေခံပြီးကျမနွန်တယ်ကတင်ဆက်ပေးပါဦးမယ်။ဒီကနေ့ထိုင်းနိုင်ငံမှာငွေလဲနှုန်းကတော့ထိုင်းဘက်85ဒသမခွန်ဝယ်ဈေးရှိပြီးတော့ရောင်းဈေးက86ဒသမ2ရှိနေပါတယ်။ဒေါ်လာဈေးကတော့ အမေရိကန်ဒေါ်လာကိုဝယ်ဈေးမြန်မာငွေ2960ကျပ်ရှိပြီးရောင်းဈေးကတော့2985ကျပ်ရှိနေပါတယ်။ရွှေဈေးနှုန်းကတော့မီလန်16ဘေးရေတစ်ကျပ်သားကိုအပြင်ပေါက်ဈေး33သိန်းဝန်းကျင်မှာရှိနေပါတယ်။ဆက်တုံးစီတွေကတော့ဒီဇယ်တလီတာကို2040ကျပ်အောက်တိန်92တလီတာကို2065ကျပ်နဲ့95တလီတာကို2200ကျပ်အထိရှိနေတာပါစံစင်းတော့ကတော့ အကောင်စားပေါ်စံမှုတရားရှိပောင်းအမြင့်ဆုံးကို8450ကျပ်အလလက်ဒန်ဆက်အမျိုးစားပေါ်ကျွတရားရှိပောင်းအနှိမ့်ဆုံးကို9350ကျပ်နဲ့အမထာဆန်တွေကတော့တရားရှိပောင်းအနှိမ့်ဆုံးကို6500ကျပ်နဲ့အမြင့်ဆုံးကို6800ကျပ်အထိရှိနေပါတယ်ရှင်တင်စားပေးသွားကြတာက ကျော်လာ၁၉ရက်နေ့မှာဖြစ်ပျက်ခဲ့တဲ့မွန်မီနန်သတင်းပြည်သူသတင်းနဲ့အာဆီယံသတင်းတွေအပြင်တနစ်သာစီစီငွေစင်းနဲ့ကုန်စည်နှုန်းတွေကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့အနာဂတ်တိုင်းပြည်ကိုဘလို့ဖက်ဒရယ်ပြည်တော်စုမျိုးတည်ဆောက်မှာလဲဆိုတဲ့သတင်းပေးပို့ချက်ကိုနဒီကတင်ဆက်ပေးပါဦးမယ်။မြန်မာပြည်ကို ဘလိုဖက်တဲ့ပုံစံဖြင့်တိဆောက်မလဲဆိုတာနိုင်ငံရဲ့အဖွဲ့အစည်းပါဝင်တိုင်းရင်းသားအင်အားစုတွေနဲ့နိုင်ငံရဲ့အတိုင်းဝိုင်းကြဆွေးနွေးနေကြပါတယ်။ကဘာပေါ်မှာဖက်တဲ့စနစ်ကိုမတူညီတဲ့ပုံစံမျိုးနဲ့ကြီးတုံးလျက်ရှိနေကြမြန်မာနိုင်ငံကိုအိန္ဒိယကကြီးတုံးနေတဲ့ဖက်တဲ့စနစ်နဲ့တွားမိဆိုပါကလွယ်ကူမှဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့လေလာသုံးသက်သူဥယျာထုံးကပြောပါတယ်။ကဲ့ညီမှုရှိလားဆိုတော့အခု2008အခြေခံဥပဒေကြီးက အဲ့ဒီအိန္ဒိယအခြေခံဥပဒေနဲ့အိန္ဒိယကကျင့်သုံးနေတဲ့စနစ်နဲ့အများဆုံးတူတယ်လို့ပြောရမှာပေါ့။တူကဒီကျွန်တော်တို့ဖက်ဒရယ်စနစ်မှာ၃မျိုးရှိတယ်။အဲဒေတာပထဝီကို အခြေခံတဲ့ unit တွေရဲ့နာမည်ပေါ့နော် unit တွေပါဝင်တဲ့ unit တွေကဒေတာပဒွေကိုအခြေခံတဲ့အမျိုးအစားရယ်နောက်တစ်ခါတိုင်းရင်းသားလူမျိုးတွေကို အခြေခံတဲ့ ethnic အဲဒီ federal model ပေါ့နော်အဲ့ဒါရယ်နောက်တစ်ခါ ပေါင်းစပ်ထားတဲ့စနစ်ရေဆိုတော့အခုအိန္ဒိယကပေါင်းစပ်ထားတဲ့စနစ်ပေါ့တချို့ပြည်နယ်တွေကအာဒီလူမျိုးနာမည်ကိုကိုစားပြုတာတချို့နာမည်တွေကဒေသဒေသန္တရနာမည်ပထဝီဒေသန္တရနာမည်ကိုပဲကိုစားပြုတာအဆိုတော့မြန်မာကအခု2008အခြေခံဥပဒေကလည်းအဲ့ဒီပုံစံပြည့်နေတယ်တချို့ ကပြည်နယ်တွေကတိုင်းသားလူမျိုးနာမည်ကိုကိုစားပြုပြီးတော့အဲတချို့ဒီတိုင်းဒေသကြီးတွေကကြတော့တချို့ unit တွေဖြစ်တဲ့တိုင်းဒေသကြီးတွေကကြတော့အဲကျွန်တော်တို့ပထဝီဒေသနာမည်တွေကိုကိုစားပြုတာပေါ့ဆိုတော့အဲအိန္ဒိယနဲ့အဲတော်တော်လေးနှိစနေတော့အဲပြင်မယ်ဆိုလို့ရှိရင်လည်းအိန္ဒိယပုံစံရောက်အောင် ပြင်မယ်ဆိုလို့ရှိရင် လွယ်မှာပေါ့ဗျာပို့ပြီးတိုက်ပြီးတော့အခက်အခဲမရှိဘူးပေါ့ဘယ်လိုပြောလို့ရပါလဲ ပြီးခဲ့တဲ့ဇွန်လအစောပိုင်းကအပြည့်ရတရင်သာလက်နက်ကင်ခုနှစ်ဖွဲ့စစ်ကောင်စီကိုယ်စားလှယ်တွေအိန္ဒိယဆိုရတို့ပူးပေါင်းပြီးအိန္ဒိယနိုင်ငံမှာကြီးတောင်းနေတဲ့ဖက်ဒရယ်စနစ်အပေါ်လှစ်လာဆွေးနွေးခဲ့ကြပါတယ်။အနာဂတ်တိုင်ပြည်ကိုဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရမှာတိုင်းရင်းသားတွေကိုလွတ်ပိုင်ခွင့်များများပေးထားသင့်တယ်လို့လီဆူအမျိုးသားဖို့ပြိုတုတ်တက်ရေးပါတီဒူးလေးပါတီမှအောက်ကထဝူလီဘော်ရဲကပြောပါတယ်။ကျွန်တော်နိုင်ငံကတော့ဖက်ဒရယ်ဆိုရင်တော့ ဘဟုအစိုးရအနေနဲ့သူရဲ့လုပ်ပိုင်ခွင့်တွေကိုတကယ်တမ်းကျွန်တော်တို့ဒီအရေးကြီးတဲ့ကဏ္ဍလောက်ပဲယူပြီးမှစံနေဟာတော့ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်တွေအဲတိုင်းဒေသကြီးကြီးတွေရဲ့လုပ်ပိုင်ခွင့်တွေကိုများများပေါ့နော်ပြီးတဲ့အဲ့လိုမျိုးဖက်ဒရယ်စနစ်ဟိုဖြစ်နိုင်တော့ပုံပြီးမှကျွန်တော်တို့တိုင်းပြည်ကငြိမ်းချမ်းမလို့မြင်တယ်လေမဟုတ်ဘူးဆိုရင်တော့အကုန်လုံးကဖက်ဒရယ်တာဖက်ဒရယ်ဆိုတော့ဟိုရှိတယ်လေဟိုသူဒီလုပ်ပိုင်ခွင့်တွေဘို့အစိုးရကအများကြီးထိန်းချုပ်ပြီးမှတန်တဲ့ ီငယ်တွေဇာနဲ့ဒီရဒီနေနေတွေကိုတော့နည်းနည်းလေးဖွဲ့ဝေပြီးတဲ့အဲလိုဆက်ကြမျိုးကြတော့လည်းအဆင်မပြေနိုင်ဘူးပေါ့နော်အခုလက်နဲ့ကရင်ဖွဲ့စည်းကြရလဲအဲ့ဒါတွေတချို့ကြတော့လည်းသူတို့ကဟိုလုံးဝဖက်ဒရိတ်ပုံစံတွားချင်တဲ့လူလည်းရှိတယ်ဖက်ဒရိတ်နဲ့တွားချင်တဲ့လူလည်းရှိတယ်နော်အဲ့ရဖက်ဒရိတ်ပုံမှာမဟုတ်ရင်တော့မအနေဆုံးဖက်ဒရိတ်နဲ့လုပ်ပိုင်ခွင့်ဒီကျွန်တော်တို့များများနဲ့ပေးတဲ့စနစ်ကိုတော့ဒါကျွန်တော်တို့နိုင်ငံမှာတော့ပိုပြီးဖြစ်တဲ့မယ်လို့ကျွန်တော်ကမြင်တယ်မိမိတို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှာ ဖက်ဒရယ်စနစ်တကိုလေ့လာနေကြကြောင်းမိမိတို့ဘက်မှဖွဲ့စည်းပုံအတွက်ပြင်ဆင်မှုရှိထားတယ်လို့ရခိုင်လူမျိုးရေးပါတီ ARB မှဩက္ကထတော်စောမြရာစာလင်းကပြောပါတယ်ဖက်ဒရယ်နိုင်ငံမောင်းဆောင်တော် EU ကလေ့လာကြပါတယ်ဆွစ်ဇာလန်နိုင်ငံကိုလည်းလေ့လာကြတယ်ဂျာမနီနိုင်ငံကိုလည်းလေ့လာကြတယ်ပြီးလို့ရှိရင်အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံတွေကိုလည်းလေ့လာကြပါတယ်လေ့လာကြတော့ဘယ်နိုင်ငံ ရဲ့ဖွဲ့စည်းပုံကတော့ကျမတို့နဲ့တင့်တော်ပြီးတော့မှသားတဲ့ကြတယ်လို့ဆိုတာတဲ့ကျမတို့ကတော့ဖွဲ့စည်းပုံကိုအကျန်းတစ်ခုတော့ပြင်ဆင်ထားကြတာရှိပါတယ်အေယိုကတော့ကျမတို့နိုင်ငံနဲ့တင့်တော်မဲ့အနေအထားတစ်ခုပေါ့လေအဲ့လိုအချက်တွေကိုတော့ကောင်းထုတ်ပြီးတော့မှပြင်ဆင်ထားကြတာရှိတယ်ဟိုနိုင်ငံတကာနိုင်ငံရဲ့ဖွဲ့စည်းပုံဟာဆိုလို့ရှိရင်တခြားနိုင်ငံတစ်ခုနဲ့ထပ်တူကြမယ်ဆိုတာလေအော်ဖြစ်ရှင်မှဖြစ်မှာပါ ဟုတ်တယ်မင်းလေးလာနေကြဆဲဖြစ်တယ်ယတိပြက်ကတော့ကျမတို့ပြောလို့မရသေးဘူးကျမတို့ဤေကို32ဖွဲ့ကြမှာဆစီးပုံတစ်ခုပြင်ဆင်ထားတာတော့ရှိပါတယ်အဲ့ဒီထဲကအချက်23ချက်ကတော့ကျမတို့ပြင်ဆင်ပြီးတော့မှဆွေးနွေးနေရတဲ့အပိုင်းတွေတော့ရှိပါတယ်လက်ရှိမှာ Federal Snick ကိုအမေရိကန်ဂျာမနီကနေဒါဆွစ်ဇာလန်ဩစတေးလျာမက္ကဆီကိုနိုင်ဂျီးရီးယားစပိန်အိန္ဒိယနီပေါ်နဲ့တိတိလင်္ကာအပါအဝင် နိုင်ငံပေါင်း88နိုင်ငံက မတူညီတဲ့ပုံစံတွေမော်လမြတ်မှာပေါ့ကတ်အစီအစဉ်ဒီမှာနေပြီးဆုံးပါပြီ နားဆင်ကြတဲ့ပရိသတ်အားလုံးကိုနောက်နေ့အစီအစဉ်တွေမှာဆက်လက်အားပေးကြပါအောင်လို့ဖိတ်ခေါ်ရင်းအစီအစဉ်ကိုအဆုံးသတ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ